အကျော်ပေါင်းတထောင်နဲ့သေးသုံးယောဂပိတ်တက်ကြည်အားလုံးမင်္ဂလာပါရှင် In Wise YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေယခုတစ်ခေါက်မှာတော့အကျော်ပေါင်းတထောင်ရဲ့အစမ်းအာမိတင်နဲ့သေးသုံးယောဂကိုဘလို့တက်တာစီတည်းလေဆိုတာကိုပြောပြသေးမှာပဲဖြစ်ပါတယ်ရှင်အဆုံးထိနားဆင်ပေးပါဦးရှင် This video is intended for educational purposes only and should not be considered medical advice. If you had any concern about your health, please consult a qualified healthcare professional directly. အကျောပေါင်းတထောင်ခေါ်ဖာကျော်ရွက်များဟာ အလေကြာတဘာဝအလျောက်ပေါက်ရောက်နေတာကိုမြင်ဖူးကြမှာပါ အချို့ဒေသမှာတော့ဖာကျော်ရွက်လို့ခေါ်တယ်လို့ပန်းရင်းစင်းပညာမှာတော့စီးကြော်ကြီးလို့လည်းခေါ်လို့ရှိပါတယ် တချို့သောလူတွေက ထိုအပင်တွေကိုခြံထဲမှာ ပေါက်နေတဲ့အခါမှာပေါင်းပင်ဆိုပြီးအမြင် ရှင်းနေရတာကိုကြုံထူးကြမှာပါအကျောပေါင်းတစ်ထောင်ပင်က တခြားပေါင်းပင်ကဲ့သို့ခြံများမှာ တွေ့တွေ့နေရတတ်ပါတယ်အထူးသဖြင့်မိုးသွင်းမှာဆိုရင် နေရာတိုင်းလိုလိုမှာပေါက်နေတတ်ပါတယ်ပေါင်းပင်ဆိုပေမဲ့အတုံးဝင်တဲ့စီးဖက်ဝင်အာနိသင်များလည်းရှိနေပါတယ်သူကမြေကြီးမှာ ကပ်ပေါက်တဲ့အပင်ငယ်ဖြစ်ပြီးတော့ပင်စီရဲလို့တသက်မမတ်မရှိပါဘူးမြမပြည်မှာတော့ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တွေမှာအဓိကတဘာဝအလျောက်ပေါ်ရောက်ပါတယ်သူဟာ အမေရိကန်ပြည်တော်စုဥရောပအာရှနိုင်ငံတွေနဲ့ AB တောင်ကုန်းမြင့်ပေါက်ရောက်တာကြောင့်တကဘာလုံးမှာတွေ့နိုင်တဲ့အပင်ဖြစ်ပါတယ်သူကိုအင်္ဂလိပ်လို plating လို့ခေါ်ပြီးတော့ရောက်ခောက်ဗေဒအမည်ဆိုရင်နာမည်ခက်စင်စင် plantago လို့ခေါ်ပါတယ် Genus Plantago မှာ species 150ရှိပြီးတော့တကဘာလုံးပြန့်နှံ့နေတာ ဖြစ်ပါတယ်။ဒါပေမဲ့အများဆုံးတွေ့ရတာကတော့1မျိုးပဲဖြစ်ပါတယ်။ Plantago major နဲ့ Plantago lacellata တို့ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့ Plantago major ကိုပဲအဓိက တွေ့ပြီးတော့ Germany မှာတော့ Plantago lacellata ကိုဒါအဓိကတွေ့ရပါတယ်။ ရှိမြမပညာရှိတွေဟာအင်မတန်တော်ကြပါတယ်။နမည်ပေးရမှာလဲတုံတလို့ပေးတာမဟုတ်ပဲဒီနမည်ရဲ့နောက်ွယ်မှာအတိတ်ပဲအနစ်သာရတွေပါနေလေးရှိပါတယ်။အပင်ရဲ့အရွက်ကိုကြည့်ရင်အကျိုးငယ်လေးတွေဟာမရည်မသွက်နိုင်လောက်အောင်ဖျက်တန်းနေတာတွေ့ရလို့အကျောပေါင်းတစ်ထောင်လို့မဲ့ခေါ်ခဲ့တာဖြစ်ပါတယ်။ဒါကတော့မျက်မြင်အနေအထားအရခေါ်တာဖြစ်ပါတယ်။ ဒါတင်မကပါဘူးဒီအရွက်လေးကို စားရင် ခန္ဓာကိုယ်မှာရှိတဲ့အကျောအချင်းတွေကိုယောပါစေပါတယ်။တင်းနေတာတွေကိုယောနေစေတယ်၊ပြေပြောက်စေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုလည်းဆောင်ပါတယ်။ဖားကျော်ရွက်လို့အချို့ဒေတာခန်နေခေါ်တာကတော့အရွက်ဟာဖားရဲ့ကြောကုန်းနဲ့တူလို့ဖြစ်ပါတယ်။ဆေးကြော်ကြီးလို့ခေါ်ရတဲ့အကြောင်းကလည်းဒီဆေးဟာ အလွန်ပဲအစွမ်းထက်တာကြောင့်တင်စားခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။အင်္ဂလိပ်နာမည် Plantago ဆိုတာကတော့လက်တင်ဘာသာစကားကနေစဉ်းသလာတာဖြစ်ပြီး Soul of the Food Seed ရဲ့ဖနက်အောက်ခံပြားလို့အဓိပ္ပာယ်ရပါတယ်။ဖနက်နဲ့တူတဲ့အရွက်ပုံတတန်ဖြစ်နေလို့ဖြစ်ပါတယ်။အဓိကကတော့အရွက်ကို သုံးပါတယ်။တချို့ယောဂါတွေမှာတော့အပွင့်တို့အစိတို့ကိုသုံးတာရှိပေမဲ့နေပါတယ်။အရွက်ကိုဒီအတိုင်းအစိမ်းစားလို့ပဲဖြစ်ဖြစ် ြုတ်ပြီးအရေတောက်လို့ပဲဖြစ်ဖြစ်အနာဘောဓာတ်ရိုက်အုံလို့ပဲဖြစ်ဖြစ်အမျိုးမျိုးအတုံပြူကြတာတွေ့ရပါတယ်အကျောပေါင်းတစ်ထောင်မှာပါတဲ့ဓာတ်ပစ္စည်းတွေဟာသွေးသွယောဂါကိုကုသရာမှာများစွာ အထောက်အကူပြုပါတယ်အချို့ဓာတ်ပစ္စည်းတွေဟာတစ်ခုချင်းလုံဆောင်တာရှိသလိုအချို့စုပေါင်းဆောင်ရွက်တာမျိုးလည်းတွေ့ရပါတယ်ထင်ရှားတဲ့ဥပမာတချို့ကို ပြောရရင်နံပါတ်1 iridite ဂါကိုဆိုင်တွေဟာစိတ်ပညာမှုကို ဖြစ်စေတယ်စိတ်ပင်ပန်းမှုတွေစိတ်ပူပန်မှုတွေစိုးရင်စိတ်တွေကို ရောပါစေပါတယ်စံတက်တဲ့အသည့်ရှိလို့ပဲ ဖြစ်ပါတယ်ဒီတော့ခန္ဓာကိုယ်အထဲမှာရှိတဲ့ကက်ချလိုမိုင်းလို့ခေါ်တဲ့ဟော်မုန်းတွေမထွက်အောင်ဟန်တားထားပါတယ်ဒီဟော်မုန်းမထွက်အောင်ဟန်တားခြင်းဟာသွေးသွေးကိုတက်တာစေခြင်းပဲဖြစ်ပါတယ်ဒါတွေမကတေးပါဘူးအကြောအချင်းတွေပြေပြောက်စေတယ် စစ်ကြောတက်တာခေါင်းကိတ်တာတွေကိုပျောက်စေတယ်။ဒေတိုးဖြစ်ရင်တကူလုံးမှာရှိတဲ့ smooth muscle နဲ့ skeleton muscle တွေကတော့တင်းနေပါတယ်။ဒါကြောင့်သွေးကြောတွေလည်းတင်းပြီးကျဉ်းကုန်ပါတယ်။ iodide glycoside တွေဟာ muscle relaxation အရှင်ရှိတော့အကျိုးတွေရော့ပြီးသွေးပောင်ကျသွားပါတယ်။အမတန်မှလည်းနေလို့ကောင်းတဲ့အနေအထားကို ရောက်သွားပါတယ်။နံပါတ်1သူ့မှာရှိတဲ့ UCH လို့ခေါ်တဲ့ဓာတ်သမျိုးဟာ juridic action ရှိပါတယ်။တနည်းအားဖြင့်စီးသွားစီပါတယ်။ဒါကို1992ခုနှစ်မှာ Vienna နိုင်ငံမှာရှိတဲ့ Sweden နိုင်ငံက လာရောက်ဖွင့်လှစ်လုပ်ကင်နေတဲ့ Vienna City Hospital မှာစမ်းသပ်သိရှိခဲ့တာဖြစ်ပါတယ်။စီးသွားတော့ blood volume ညော့သွားပြီးတော့ BP လည်းကျသွားပါတယ်။အထူးသဖြင့်အငံတွေစားတာများရင်စီးပိုသွားဖို့ပိုလောက်အပ်ပါတယ်။နံပါတ်3 cholesterol lowering effect ရှိပါတယ်။သူမှာပါတဲ့ဓာတ်ပစ္စည်းတွေဟာသီးထဲမှာရှိတဲ့မကောင်းတဲ့အဆီတွေဖြစ်တဲ့ LDL နဲ့ Triglyceride စာရိုက်တွေကိုချပေးပါတယ်။ဒါကိုတော့1988ခုနှစ်မှာဂျပန်နိုင်ငံမှာသိရှိခဲ့တာဖြစ်ပါတယ်။သီးသူးဝင်လာတဲ့အများစုမှာအဆီတွေများပြီးဒီအဆီတွေကသီးကျောတွေကိုမာစေတာကြောင့် BP မြင့်တက်ခြင်းဖြစ်ပါတယ်။နံပါတ်၄နောက်ပါဝင်တဲ့တတု ဓာတ်တွေ ဖြစ်တဲ့မက်ဂနီဆီယမ်နဲ့ကလစီယမ်၊ဇင့်တို့ပိုတန်ဆီယမ်တို့ဟာလည်း BP ကျစေဖို့ဝိုင်းဝန်းဆောင်ရွက်ပေးပါသေးတယ်။ဒီလိုမျိုးအကြောင်းတွေကြောင့်သွေးသွဝေဒနာတွေတွေဟာအကျိုးပေါင်းတထောင်အရွက်ကိုတောက်ရင်များစွာအကျိုးရှိပါတယ်။ပေါင်းတထောင်နဲ့ပြုလုပ်ထားတဲ့ဆီးတောက်မှမဟုတ်ဘဲနဲ့လေအကျိုးပေါင်းတထောင်အရွက်ကိုတောက်စားတာတောက်စားတာဖြစ်ဖြစ်အကျိုးအာနိသေရရှိမှာ ဖြစ်ပါတယ်။ ုကိုတကဘာလုံးမှာစမ်းသပ်မှုပေါင်းများစွာပြုလုပ်ပြီးဖြစ်ပါတယ်။နိုင်ငံတကာရဲ့စီးကျန်းတွေမှာလည်းဖော်ပြထားတာတွေ့ရပါတယ်။အရှိတိုင်းနိုင်ငံတွေဖြစ်တဲ့တရုတ်၊အိန္ဒိယစီးကျန်းတွေမှာဒါမကပါဘူး။အနောက်နိုင်ငံတွေဖြစ်တဲ့ဥပမာ British Harbour, Pharmaphobia, German, Pharmaphobia, Swiss, Pharmacophobia တွေမှာတိတိကျကျဖော်ပြထားတာတွေ့ရပါတယ်။ စီးပတ်ဝင်အပင်အလုံးဟာစီးအချိန်အစကန့်တန့်ချက်ရှိပါတယ်။အားစီးလိုဟာမျိုးဆိုရင်တက္ကနာမဟုတ်ပေမဲ့အခုလိုတီးကျစီးလိုဟာမျိုးကြတော့အချိန်အစနဲ့အသုံးပြုတတ်ဖို့လိုပါတယ်။အရွက်အနေနဲ့တနည်းကိုတရွက်လောက်ဆိုလုံလောက်ပါတယ်။ဒီနေ့ထီတော့မြန်မာနိုင်ငံအပါအဝင်တက္ကပါလုံးမှာစမ်းသက်ချက်အရာဘောက်ဆိုင်အဖက်မှာမတွေ့ရပါဘူးနိုင်ငံတကာမှာတော့ ကိုဝင်ဆောင်တွေတောင်အတုံးပြုခွင့်ပေးထားတာတွေ့ရပါတယ်။ပြီးတော့သူဟာစားလို့ရတဲ့အစားအစာဖြစ်တာကြောင့်ပုံမိုစိတ်ချယုံကြည်လို့ရပါတယ်။ဒါကြောင့်ရှေးရခင်ကလေးကစေဝါများနဲ့အလန်းဝေးတဲ့နေရာတွေမှာဆိုရင်တွေ့တိုးတဲ့အခါမှာဖားကြောရွက်တွေကိုပြုတ်တောက်ခြင်းအနာဖြစ်လေအရွက်များကို ထောင်းချေကထဲ့ခြင်းတို့ပြုတ်လို့လေရှိကြတဲ့အတုံးဝင်နဲ့ပေါင်းပင်ဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေမှာဆိုရင်အရွက်ကိုဆက်လက်ရွက်လို့အစိမ်းစားကြတာရောကြော်စားကြတာရောတွေ့ရပါတယ်။အနောက်တိုင်းဆေးတွေတောက်နေတဲ့သွေးသွေးဝင်နာရှင်အနေနဲ့ရော အကြောပေါင်းတစ်ထောင်ပါတဲ့တဘာဝဆေးတွေကိုမြည်ဝဲလို့ရပါတယ်။ပိုပြီးထိရောက်မှုရှိတဲ့အတွက်အနောက်တိုင်းဆေးတွေရဲ့ဆေးအချိန်အစကိုရှော့ချဖို့တော့လိုပါလိမ့်မယ်။ဒါကိုတော့မိမိကိုကုသနေတဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးမှအသုံးပြုဖို့လိုအပ်ပါတယ်။ ဒါဆိုရင်သွေးသွယောဂါနဲ့ပတ်သက်လာပြီဆိုရင်အကျောပေါင်းတစ်ထောင်ပင်ဒါမှမဟုတ် ဖာကျော်ရွက်ဟာဘလောက်ထိအသုံးဝင်တဲ့ပေါင်းပင်ဖြစ်လဲဆိုတာပြီးလောက်ပြီးဖြစ်ပါတယ်သွေးသွကြောက်ပဲဖြစ်ဖြစ်အကျောအချင်းတွေမာကျောတောက်တင်လို့ပဲဖြစ်ဖြစ်ဖာကျော်ရွက်ကိုအသုံးပြုကြည့်ပါနော်ဖာကျော်ရွက်ကိုတနစ်တရွက်စားပေးတာဒါမှမဟုတ်တိုးစားတာကြော်စားတာတုပ်စားတာ လုပ်ပေးလို့ရပါတယ်တကယ်လို့အကျောပေါင်းတစ်ထောင်ရွက်ကအလွယ်တကူမရနိုင်ဘူးဆိုရင်လေအကျောပေါင်းတစ်ထောင်နဲ့ပြုလုပ်ထားတဲ့စီမိဝဲလို့လည်းရပါတယ်အဆုံးထိနားဆင်ပေးလို့ကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကိုစိမ့်နေပြကျမ်းမာချမ်းသာကြပါစီရှင်